အားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်ဇွန်လ6ရက်နေ့အတွက်မော်လဝတ္တာခမန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့ဇွန်လ9ရက်နေ့မြန်မာစံတော်ချိန်မနက်7:15မိနစ်ခန့်မှာကချင်ပြည်နယ်တနိုင်းမြို့အနီးအနက်105ကီလိုမီတာကိုပဟိုပြုပြီးအင်အား၄.၄ရီတာစကိတ်ရှိမြင်းကလင်းတစ်ခုလောက်ခတ်ခဲ့ပါရယ်။ ဇွန်လ17ရက်နေ့ကနေစပြီးဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းမှာလေဝေလိုင်းတစ်ခုဖြစ်ပေါ်နိုင်ပြီးအဆိုပါလေဝေလိုင်းကအနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားကဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအရောက်မှာတော့လေပြင်းနဲ့ရေဝန်အဖြစ်ပုံမောအားကောင်းလာနိုင်တယ်လို့မလွေဝတာပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်ဇွန်လ15ရက်နေ့မှာတော့အဆိုပါလေပြားနဲ့ရေဝန်ကနေစိုက်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်း60ရာခိုင်နှုန်းရှိတယ်လို့ဦးဝင်းနိုင်ကခန့်မှန်းထားပါတယ်။ဒါအပြင် လက်ရှိအခြေအနေအရတော့အဆိုပါမောင်နှိုင်းဟာအိန္ဒိယကမ်းခြေဘက်ကိုပဲဥတီရွေးရှားနိုင်တယ်လို့လည်းဥဝင်နိုင်ကမှတ်ချက်ပြုပြောကြားထားပါတယ်။ဒီအခြေအနေတွေကြောင့်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့ရခိုင်ကဲဝရန်းတွေ အပါအဝင်မော်ပြည်နယ်၊ကရင်ပြည်နယ်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းတို့မှာဇွန်လ12ရက်နေ့ကနေစပြီးမိုးအားပြန်ကောင်းလာနိုင်တယ်လို့ဥဝင်နိုင်ကအသိပေးထားပါတယ်။မနေ့ပြန်ဇွန်လ6ရက်တောက်ကြနေ့နေ့လယ်အထိ ကရနီကရပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရာကျကျနဲ့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်း၊ပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာဆက်ဆိတ်နဲ့ကျန်းပြည်နယ်နဲ့တိုင်းတွေမှာနေရာအနှံ့အပြားမုန်ထစ်ချုံရွာနိုင်ပြီးရွာရန်ရှောင်းလုံးပြည့်ဖြစ်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလီအားအသင်းအစ်ရှိနေပါတယ်။မြန်မာကင်ဝရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာတခါတရံမုတ်တက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးနိုင်ပါတယ် မော်တက်လေးပြင်းကြဆင်ရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပြီးလိုင်မြင့်ရှစ်ဘေးကနေ10ဘေးကန့်ရှင်နိုင်ပါတယ်။ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတစ်လျှောက်မိုးရွာသွန်းခြင်းနဲ့အတူမိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသည်ကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ဂျိုတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။ နောက်နှစ်ရက်အတွင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ရောအရှေ့တောင်ပိုင်းတို့မှာမုတ်တုံလီအားအသင်တင်ကနေအားကောင်းနေပါမယ်ရှင်အခုလောမော်လီဝတ်အခမ်းအနချက်တွေနဲ့ဘေးရနေတဲ့သတိပေးချက်တွေကိုညစဉ်ညတိုင်းတင်ဆက်ပေးနေတာမို့ဒီ channel ကို like and subscribe လုပ်ပြီး notification ခေါင်းလောင်းလေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်အခုမော်လီဝတ်သတင်းအချက်အလက်တွေဟာမိုးစလာမော်လီဝတ်မြန်မာရန်ကုန်ဌာနခွဲအနေအချင်းမော်လီဝတ်ဌာနနဲ့မော်လီဝတ်ပညာရှင်ဦးဝင်းနိုင်တို့ရဲ့ထုတ်ပြန်ချက်တွေကိုစူးစီးတင်ပြထားခြင်းဖြစ်ပါတယ်